မလေးနဲ့မမနဲ့တီရောတီလို့လားမမနေ့ကိုမြင်လဲမမြင်ဘူးနေဆိုတဲ့လူကဒီမြမပြီမှာမွေးမှန်းလဲမသိလူပြီမှာမွေးမှန်းလဲမသိတယောက်နဲ့တယောက်မမြင်ဘူးပဲနဲ့ဘာဖြစ်လို့မမကိုအဲ့လိုညင်လားဆဲတာလဲကျမပွဲမရှာပါဘူးရှင် ကျမကအစပြီးတော့ live ပေါ်မှာတင်တာမဟုတ်ပါဘူးကျမကြိတ်ပြီးတော့ဆရာဝန်တွေဒေါက်တာတွေလည်းရဲ့ဇယဲနဲ့ကျမအသားကိုဘလူခွဲနိုင်မလဲဆိုတဲ့ဟာကိုကျမပတ်ရှာနေလာပါ ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ဒီမျက်နှာထဲမှာရှိတဲ့အကျိတ်တွေအခဲတွေကိုကျမအရန်ထွက်ချင်နေတာသူ့ရဲ့ရောင်ရမ်းလာတဲ့တံကိုလည်းကျမမခံနိုင်သလိုကြိုက်ခဲပြီးတော့ရားရံနေတာလို့လည်းကျမမခံနိုင်တော့ဘူးဘလို့လုံးလုံးလည်းပဲမကုန်အဲ့ဒီအစိုးရပြဿနာတွေကဒီမျက်နှာကြီးရောင်းနေလို့ကျမအပြင်းစားအယောင်ကြစေးတွေတောက်ချင်းနဲ့ကျမကြောက်ကက်ကပျက်စီးနေအဲ့ကြောက်ကက်ကပျက်စီးတဲ့တံကကျမရဲ့ဥနောက်နဲ့အာယုံကြောကိုလာပြီးတော့ထိတယ် ကြည့်တော့ကျမသတိတွေအရင်မကောင်းအဲ့ဒီအချိန်မှာကျမကူးတဲ့ဘဲဆရာဝန်ကတည်င်းပေးလဲတော့ကျမမသိဘူးဆရာဝန်အချင်းချင်းပေါ့အဲ့ဒါနဲ့ဒေါက်တာဇော့ရဲ့ဖိတ်မှာတင်နာကိုကျမတွေ့လို့သွားမန်းလိုက်တော့အဲ့ဒီအချိန်မှာပဲကျမကိုပေါ်မန်နဲ့ကနေပြီးတော့အမတယောက်ကနေပြီးတော့လာပြီးဆက်သွယ်တာဆက်သွယ်တော့အဲ့ဒီအချိန်မှာသူ့သမီးလေးကလည်းပဲနှာခေါင်းဖြစ်နေလို့တဲ့ဆေး ယုံမှာတက်ပြီးခွဲတာ360လောက်ကုန်းသွားတယ်တဲ့အဲ့ဒါတော့နှကောင်းတစ်ခုတည်းကျမလို့မျက်နှာတစ်ပြင်လုံးမဟုတ်ဘူးအဲ့ဒါနောက်တစ်ခါမြို့ထဲကအเจ้าဆရာမတယောက်နဲ့ကျမနဲ့တခါအဲ့လိုမျိုးတီလဲတီရောအဲ့ဒီမှာဥဟန်လုံးလို့ဆိုတာကျမတယောက်တည်းမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျမသိလာတာသိလာတဲ့အချိန်လဲကြလဲကြာရောကျမလိုင်းပေါ်မှာဆရာရဲ့အကောက်ကိုဝင်းမန်းလိုက်တော့ကျမစီကိုဆုလာတဲ့လူတွေကအများကြီးပဲအဲ့ဒီလိုများလာတဲ့လူတွေထဲမှာ ပိုးဆိုးတဲ့လူတွေကရင်သားတွေကိုလှချင်းလောကြီးလို့ဆဲထုတ်လိုက်တယ်အပေါ်ကိုလှိထုတ်တယ်အောက်ကိုလှိထုတ်တယ်သူတို့ရဲ့ရင်ဘတ်တွေမှာအပြူတွေဖြစ်ပြီးတော့ကလေးတွေကိုနိုးတိုက်တယ်လို့မျိုးပြေတွေကတဇက်ဇက်နဲ့ကြာနေတယ်နောက်တစ်ခါတင်မာကြီးတွေကို လီထုတ်ဖြတ်ထုတ်လိုက်တဲ့အတွက်ကိုငโกရှိရင်းဆွဲတဲ့ပို့ပြီးတော့ရုပ်ဆိုးသွားတယ်။တချို့တွေဆိုရင်အဲ့ဒီနဖူးတွေမှာအများသောအားဖြင့်ဒီမြခုံးနှစ်ခုကြားထဲမှာဟတ်တက်ကွဲကြီးနဲ့ဓာတ်ရံရကြီးတွေဖြစ်နေပါတယ်ရှင်။တချို့ဆိုလို့ရှိရင်ဒီလိုတွေဒီလိုတွေကွဲတယ်။ကျမကမအလှအပပြင်းတဲ့ဆွေးကန်းနေရနေပြီးတော့ထိမ့်ပြီးတော့ဆေးရုံနေရဆရာဝန်နေရအကူညီနဲ့ကျမကအခုလိုမျိုးဟိုတက်တောင့်တက်တာဖြစ်တဲ့မျက်နှာမျိုးသူများတွေက ယောက်ျားတွေကဘလို့ပြောလဲဆိုတော့နင့်ရဲ့မျက်နှာကြီးကစက်တေမရှိလို့မပေါင်းနိုင်တော့ပါဘူးဆိုပြီးတော့ကွဲသွားတဲ့အိမ်နောင်ရေးတွေလည်းရှိတယ်လို့ငါတို့မိသားစုကိုအရှက်ရအောင်လုပ်တယ်ဆိုပြီးတော့ဒကောင်စင်းရင်းနဲ့ကနေပြီးတော့ပယ်ထုတ်ခံရတဲ့လူတွေလည်းရှိတယ်။နောက်တစ်ခုကဘလို့မျိုးတွေအစိုးကျိုးတွေဖြစ်လာလဲဆိုတော့လူတော်တော်များများကအရန်ကြောက်ပြီးတော့ညီမရှိဆက်သွဲလာတယ်အခုလိုတွေဖြစ်လာလို့ အဲ့ဒါကြောင့်မို့လို့ကျမကနောက်လူတွေခံရမှာဆိုလို့ကျမတင်းပေးတာမမလေးနဲ့မမနဲ့တီရောတီလို့လားမမနေ့ကိုမြင်လဲမမြင်ဘူးနေဆိုတဲ့လူကဒီမြမပြီးမှမွေးမှန်းလဲမသိလူပြီးမှမွေးမှန်းလဲမသိတယောက်နဲ့တယောက်မမြင်ဘူးပဲနဲ့ဘာဖြစ်လို့မမကိုအဲ့လိုကြီးနင်လားဆဲတာလဲဟွန်းနေမနာလို့လောက်တဲ့အတိုင်းတာဒီနေမကြည်ဘူးလောက်တဲ့အတိုင်းတာဒီငါ့မှာဘာတွေရှိနေလို့လဲနေ့ရဲ့မိဘတွေကနေ့ကိုအဲ့လိုမျိုးတွန်းတင်ဆုံးမထားတာလား နနို့မိသားစုအတိုင်းဝိုင်းရအဲ့လိုမျိုးလေးတွေပြောကြတာလားညီမလေးဟဲ့ညီမလေးရနနို့မိသားစုအတိုင်းဝိုင်းပြောတဲ့နှုတ်ဆက်တဲ့စကားကြီးကလည်းအံ့ဩစရာကြီးညီမလေးဟာဒါမမကိုအဲ့လိုပြောနေတာညီမလေးရဲ့ညီမလေးအယမ်းချစ်တဲ့လူကမမကိုဝေဒနာတွေပေးထားတာသီးလားဒီမှာကျန်းအဲ့ဒီဟာတွေကသီးလား तू ကပဆက်ရရင်ပြီးရောဆိုပြီး तू မြသားသမီးတွေကိုလှုပ်လိုက်တာဒါပေမဲ့မမကမမမျက်နှာဟို ပြောပြရမယ်ဆိုလို့ရှိရင်နေ့တတော်လူရုပ်ပေါက်တယ်ညီမလေးရယ်ညီမလေးကအဖတ်တပိတ်တာနဲ့ లైన్ ပေါ်မှာတက်ပြီးသူများကိုဆဲပြီးတော့တောင်ထွက်ပြေးသေးတာပဲမမဖတ်မပြေးဘူးညီမလေးရယ်မမနေတဲ့နေရာကိုသိချင်းလဲစီပီမာလာခဲ့နေ့ပထွေးကြီးဦးဟန်လဲသိရသေးလားအိမ်ကိုရောက်ရောက်လာတာလीညီမလေးရာလीညီမလေးနှုတ်သေးတယ်သိလားနင်းဘလော့ပြီးပြေးသွားပြီမဲ့လीညီမလေးရဲ့ user name ရမမရှိမှာကြံခဲ့တယ်သိလားညီမလေးစောင့်နေလဲညီမလေးပိတ်ထဲကိုအလဲလာလိမ့်မယ်သိလားမမနဲ့အတူခံစားရတယ်လीယောဂဝေဒနာတွေနဲ့ ဒုက္ခရောက်နေတဲ့လူတွေညီမလေးကိုနှုတ်ဆက်ဖို့လာလိမ့်မယ်။စောင့်နေညီမလေးရဲ့ချစ်တယ်နော်ညီမလေး။